အီလင်ဂါကိုမန်ယူနိုက်တက်တင်ရောင်းခဲ့တာမမှားဘူးလို့ပြောလိုက်တဲ့နီးပြအာမိုရင်နော်ဒီယန်ဖော်ရက်တင်ကမန်ယူနိုက်တက်တင်ကိုဂိုးကိုမရှိနဲ့နိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာနော်ဒီယန်ဖော်ရက်တင်တို့အနိုင်ကိုသွင်းယူခဲ့တဲ့တောင်ပန်ကစားသမားအန်တိုနီအီလင်ဂါကိုမန်ယူနိုက်တက်တင်ရောင်းချခဲ့တာမာရွနဲ့ဆိုတဲ့ပေါ်နီးပြအာမိုရင်ကငင်းဆူခဲ့ပါတယ်အသက်20နှစ်နဲ့ရွယ်ရှိအီလင်ဂါဟာဒီပွဲမှာ85မီတာရှိတဲ့အကွာအဝေးကိုဘောလုံးနဲ့တူ6စက္ကန့်တွင်ပြေးဆွဲပြီးအသင်းဟောင်းမန်ယူနိုက်တက်တင်ဘက်ကိုဖိုးတန်အနိုင်ကိုသွင်းယူပေးခဲ့တာဖြစ်ပါတယ် မန်ယူနိုက်တက်တင်အကယ်ဒမီကထပ်ပေါ်လာခဲ့တဲ့အီလန်ကဟာ2023ခုနှစ်နိုဝင်ဘာလကပေါင်15တန်းနဲ့နော်တီယန်ဖော်ရက်တင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။အီလန်ကဒီရာဒီမှာနော်တီယန်ဖော်ရက်တင်းအတွက်ခြေစမ်းပြသနေပြီးပရီးမီးယားလိပြိုင်ပွဲမှာ9ဂိုးတွင်းယူထားကဂိုးဖန်နေမှု၈ကြိမ်အထိပြုလုပ်ထားတာပါ။နော်တီယန်ဖော်ရက်တင်းကမန်ယူနိုက်တက်တင်းကိုနိုင်ရရှိခဲ့တာကြောင့်လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲမှာရှင်ပြိုင်ခွင့်ရဖို့လွန်နီးဆက်သွားပြီပဲဖြစ်ပါတယ်။ပွဲပြီးမီဒီယာတွေ့ဆုံမှုမှာအီလန်ကနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ချိန်မန်ယူနိုက်တက်နီးပြအမ်မော်ရင်ကယူနိုက်တက်တင်းရဲ့ခြေစမ်းကစားသမားတွေရဲ့အများကြီးအကြောင်းကိုပြောနေကြပြီးသူတို့ကဒီမှာအခွင့်အရေးတွေရခဲ့ကြပါတယ်။ ယူနိုက်တက်အသင်းမှာခမရလို့တည်းအချိန်မရှိသလိုကျွန်တော်တို့တို့လည်းအချိန်မရှိပါဘူးအဲဒါကြောင့်ကောင်းအောင်အမြဲဆုံးလုပ်ရပါမယ်လို့ဆိုခဲ့ပါတယ်ဣလင်ဟာမန်ယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ55ပွဲပါဝင်ကစားထားပြီး၄ဂိုးသာသွင်းယူထားနိုင်ခဲ့ပေမဲ့နော်ဒီယန်ဖော်ရက်အသင်းအတွက်ကစားခဲ့တဲ့နှစ်ရာသီတွင်းမှာပဲဂိုးပါဝင်ပတ်သက်မှု28ဂိုးအထိရှိခဲ့ပါတယ်ဣလင်ဟာမန်ယူနိုက်တက်အသင်းကနေထွက်ခွာခဲ့ရတာဟာသူ့အတွက်ခက်ခဲပေမဲ့ပွဲကစားပွဲရရှိကျင်တာကြောင့်ထွက်ခွာခဲ့ရတာလို့ The Times နဲ့2024ခုနှစ်ကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပြောဆိုခဲ့တာဖြစ်ပါတယ်။ဒီမှာ करते हैं अमर पूछे कहते हैं